တင်းဌာနကိုနာတော်သားဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့မြန်မာတက္ကသိုလ်1386ခုနှစ်တပေါင်းလဆောက်2ရက်နေ2025ခုနှစ်မတ်လ15ရက်နေ့ CNN ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်မတာယာနဲ့ကျွန်တော်စောဖို့ခွားကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဆက်သွားမယ့်သတင်းတွေကတော့ရန်ပုံငွေမလုံလောက်တာကြောင့် ရခိုင်ပါဝေးမြန်မာနိုင်ငံကလူဦးရေတန်းကိုစာနယ်ရေးကထောက်ပတ်မှုရက်ဆိုက်ရမယ်လို့ WFP ကပြောဆိုလိုက်တဲ့တဲ့။အရခတော်ရဲ့ဂျိတ်ပိတ်တိုင်းဆက်မှုလှုပ်ဆောင်တဲ့နေရာမှာတေချာစစ်စစ်ပြီးမှလှုပ်ဆောင်ဖို့ရခိုင်နိုင်ငံရေးအတိုင်းပိုင်းကအကြံပြုပြောဆိုလာတဲ့တဲ့။ညောင်ကျိုးစကန်တိတ်တိုက်ပွဲမှာစစ်ကောင်စီတပ်သား40ကျော်ကိုအရခတတော်နဲ့ပူပေါင်းတပ်တွေကဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့တဲ့အပြင်တခြားစိတ်ဝင်စားစရာတဲ့တဲ့တွေကိုကြားမှာပါ။ ရမယ့်သတင်းကတော့ရန်ပုံငွေမလုံလောက်တာကြောင့်ရခိုင်ပါဝေးမြန်မာနိုင်ငံကလူဦးရေတသန်းကိုစာနယ်ဇင်းခါထောက်ပတ်မှုရပ်ဆိုင်ရမယ်လို့ WFP ကပြောဆိုလိုက်တဲ့သတင်းကိုကြားရမှာပဲဖြစ်ပါတယ်။ရန်ပုံငွေမလုံလောက်မှုကြောင့်ဧပြီလကစတင်ပြီးတော့ရခိုင်ပါဝေးမြန်မာနိုင်ငံအတွင်းကလူဦးရေတသန်းကျော်အတွက်အသက်ကယ်ဆယ်ရေးစာနယ်ဇင်းခါအကူအညီကိုရပ်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂကမ္ဘာစာနယ်ဇင်းခါအစီအစဉ် WFP ကမနေ့ကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာပြည်ပခပေါင်းဆောင်တဲ့အသူနေရစုခွာရွှေ့ပြောင်းမှုနဲ့တွားရောက်ကူညီခွင့်ကတ်တက်မှုတွေပုံမှန်များပြားလာနေတဲ့အတွက်စာနယ်ရိက္ခာလိုအပ်ချက်တွေလည်းပုံမှန်များပြားလာနေတဲ့အချိန်မှာ WFP အနေနဲ့ငွေကြေးမလုံလောက်တာကြောင့်အခုလိုအထောက်ပံ့တွေ WFP အနေနဲ့ငွေကြေးမလုံလောက်တာကြောင့်အခုလိုထောက်ပံ့မှုတွေရက်ဆိုင်တာတွေကိုပါကြုံတွေ့လာနေရတာလည်းဖြစ်ပါတယ် WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Michael Tanford ကအခုဖြစ်လာမယ့်အကူအညီရက်ဆိုင်မှုတွေဟာအသက်ရှင်တန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာအားထားနေကြရတယ်။နိုင်ငံသဝန်ကထိခိုက်လွယ်ရရွာလူထုတွေအတွက်ပြင်းပြင်းထန်ထန်ဆိုးဆိုးရွရွရက်ခတ်နိုင်ပါတယ်လို့လည်းပြောဆိုထားပါတယ်။လက်ရှိမှာတော့ WFP အနေနဲ့ကြံရှိနေတဲ့ရန်ပုံငွေကိုထိခိုက်လွယ်မှုအမြင့်မားဆုံးဖြစ်တဲ့အသက်9နှစ်အောက်ကလေးတွေ၊ကိုဝန်ဆောင်မိခင်တွေ၊နိုတိုင်မိခင်တွေနဲ့ မတန်ဆွမ်းသူတွေအပါအဝင်မြန်မာနိုင်ငံအတွင်းကလူဦးရေ3000ကျွဲခန့်ကိုပဲကုညီထောက်ပံ့ပေးသွားနိုင်တော့မှာဖြစ်တယ်လို့လဲဆိုထားပါတယ်။ဒါပေမဲ့အခုဆန်းတဲ့ရက်ခါထောက်ပံ့မှုကိုရပ်ဆန့်ခံလိုက်ရတဲ့ပြည်သူတွေအတွက် WFP ရဲ့ပေးထားတဲ့ဂတိကဝတ်အတိုင်းပြည်လည်ထောက်ပံ့ပေးအပ်နိုင်ဖို့အတွက်စ조사လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲဆိုထားပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းဒီထောက်ပံ့မှုရပ်ဆန့်လိုက်တာကြောင့် WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့ ရိုဟင်ဂျာအတိုင်းဝိုင်းတွေနဲ့ရခိုင်ပြည်အလဲပိုင်းကနေရဆုခွာတူဦးရေတသိန်းကိုပါထိတ်ခိုက်သွားမှာဖြစ်တယ်လို့လဲဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံအတွင်းမှာလည်းအခြေအနေတွေကဆက်လက်ပြင်းထန်ဆိုးရွားလာနေတာကြောင့်အသက်ကယ်ဆယ်ရေးရိတ်ခါအထောက်ပံ့တွေဆက်လက်ပေးအပ်သွားမယ်ဆိုရင် WFP အနေနဲ့အမေရိကန်ဒေါ်လာတန်60ကိုအရေးတကြီးလိုအပ်နေတာကြောင့်မိဖက်အဖွဲ့အစည်းတွေအနေနဲ့လည်းမြန်မာပြည်သူပြည်သားတွေကိုမေ့မထားဘဲတက်နိုင်သမျှအကူအညီပံ့ပိုးပေးကြဖို့ကိုလည်း Michael Danford ကတိုက်တွန်းပြောဆိုထားပါတယ်။ဒါအပြင်တစ်ဖက်ကလည်း WFP အနေနဲ့မြန်မာပြည်တွင်းရှိပြည်သူတွေအတွက်စားနပ်ရိက္ခာလိုအပ်မှုအမြင့်ဆုံးနဲ့အခက်အခဲဆုံးရာသီအချိန်ဖြစ်တဲ့ဇူလိုင်လကနေစက်တင်ဘာလထဲမှာတော့လူဦးရေ3သိန်းလောက်ကိုတော့အရေးပေါ်အစီအစဉ်အနေနဲ့ပြန်လည်ပြီးတော့အထောက်ပံ့တွေပေးအပ်သွားနိုင်ဖို့အတွက်ကိုလည်းဦးစားပေးဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံအတွင်းမှာအရင်ကနေ့စဉ်စားနပ်ရိက္ခာလိုအပ်မှုရှိသူ73တတမ3တန်းရှိခဲ့ပြီးတော့လက်ရှိမှာတော့လူဦးရေ15တတမ2တန်းခန့်ဟာနေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေတဲ့အနေအထားမှာ ရှိလာနေတာလည်းဖြစ်ပါတယ်။အဲ့ဒီထဲကမှလူဦးရေ2.3တန်းဟာနေစဉ်စားလောင်မှုသိမ့်မှုတန်းကိုအရေးပေါ်ခြေနေအထိရင်ဆိုင်နေကြရပြီးဆက်လက်အသက်ရှင်တန်းရက်တည်နိုင်ဖို့အတွက်သမီးအနက်လျှော့စားနေရတာတွေပိုင်ဆိုင်မှုတွေကိုရောင်းချကာဖြည့်ရှိနေရတာတွေနဲ့အကျွေးနုံထဲရောင်းကန်နေရတာတွေရှိနေရတယ်လို့လဲ WFP ကပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးကြားမှာကတော့အာရခတတော်ရဲ့ဂျေးပိတ်သိမ်းဆဲမှုလှုပ်ဆောင်တဲ့နေရာမှာတေချာစစ်ပြီးမှလှုပ်ဆောင်ဖို့အခိုင်နိုင်ငံရဲ့အတိုင်းဝန်းကအကြံပြုပြောဆိုလာတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။အာရခတတော်ရဲ့ဂျေးပိတ်သိမ်းဆဲမှုတွေမှာ ပုံကိုရေးပိုင်းဆိုင်ရာအေးအေးယူမှုတွေမပါဝင်ဖို့နဲ့တည်တည်ချာချာစစ်စစ်ပြီးမှအေးအေးယူဖို့လိုအပ်တယ်လို့ရခိုင်နိုင်ငံရဲ့အတိုင်းဝိုင်းတွေကအကြံပြုပြောဆိုတာတွေရှိလာနေပါတယ်။အာရခတော်ဟာတန်တွဲတောင်ကုန်းဘူးစီတောင်နဲ့မောင်တော်မြွနယ်တွေကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေစစ်အုပ်စုပိုင်ဟိုတယ်တွေအပါအဝင်စကောင်စီအဖွဲ့တွေရဲ့အရာရှိနေအိမ်တွေပညာရေးဝန်ထမ်းတွေရဲ့နေအိမ်တွေမွတ်စလင်တွေပိုင်ဆိုင်တဲ့နေအိမ်တွေကိုအာရခတတော်ကဂျိတ်ပိတ်သိမ်းဆဲတာလှုပ်ဆောင်လာနေပြီးနောက်ပိုင်းမှာအခုလိုအကြံပြုပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ် ဒီလိုအရခတော်ကဒေတာအရင်းကစီးပွားရေးလုပ်ငန်းရှင်အပါအဝင်ပိုင်ဆိုင်မှုတွေကိုဂျိတ်ပိတ်သိမ်းဆည်းမှုလှုံ့ဆော်လာတဲ့နေရာမှာအရခတော်အနေနဲ့တည်တည်ချာချာစီစစ်ပြီးတော့လှုံ့ဆော်မှုလိုအပ်တယ်လို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကဆိုပါတယ်လက်ရှိလှုံ့ဆော်မှုဟာအရခတော်အနေနဲ့သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာအရခပြည်သူတော်လှန်ရေးအစိုးရတနည်းအားဖြင့်အစိုးရတရားအဖြစ်နဲ့ထူထောင်လှုံ့ဆော်လာတာဖြစ်တဲ့အတွက် တချို့ကိစ္စရပ်တွေကိုပြက်ပြက်သားသားလှုပ်ဆောင်လာနေရတာလည်းဖြစ်ပါတယ်။အာရခတော်ကတော့ရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်အဖြစ်နဲ့တင်ဆက်သွားမယ်လို့ထုတ်ပြန်ပြောဆိုမှုတွေရှိနေပြီးတော့လက်ရှိနေအိမ်ဂျိတ်ပိတ်တင်ဆက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဂျိတ်ပိတ်သိမ်းဆဲရတယ်ဆိုတာကိုတော့အများပြည်သူတွေကိုထုတ်ပြန်ပြောဆိုတာတွေတော့မရှိသေးပါဘူး။တန်ရွဲမြို့နယ်အတွင်းကနေအိမ်ဂျိတ်ပိတ်သိမ်းဆဲတာတွေမှာပါဝင်သွားတဲ့ပညာရေးဝန်ထမ်းတချို့ကတော့နေအိမ်တွေဂျိတ်ပိတ်သိမ်းဆဲမှုတွေကိုအရုခတော်တော်အနေနဲ့ပြန်လည်ဆစ်ဆစ်လှုပ်ဆောင်ဖို့လိုအပ်နေတယ်လို့လည်း CNA ကိုပြောဆိုထားတာတွေရှိနေပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းဒေတာအတွင်ပြည်လည်တော်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်လာခဲ့ရင်ဒေတာတွင်စီးပွားရေး၊ကုန်သွယ်ရေးလုပ်ငန်းတွေကိုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြန်လည်လက်ပတ်ရမှာဖြစ်တာကြောင့်အရေးယူဆောင်ရွက်တဲ့နေရာမှာမိမိဒေတာထိခိုက်မှုနဲ့အကျိုးစီးပွားဖြစ်ထွန်းမှုအပေါ်မှာနှစ်ဖက်မြတ်တာစွာတုံ့တက်ပြီးတော့ထိုင်ထိုင်သိသိနဲ့အရေးယူဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းအရောခတ်တော်ရဲ့ခေါင်းဆောင်ပိုင်းတွေကိုဦးမျိုးကျော်ကအကြံပြုပြောဆိုထားပါဗျ။အဲ့ဒါတွေအပြင်တစ်ဖက်မှာလည်းကိုလိုကိုခြံထား သူ့လူကိုအေးအေးယူဆိုတာမျိုးတွေမလုပ်ဖို့လိုအပ်ပြီးအဲ့လိုလောရမျိုးတွေရှိလာခဲ့ရင်လေအဖွဲအစည်းရဲ့ညီညွတ်မှုအဖွဲအစည်းကိုအားကိုးယုံကြည်နေတဲ့သူတွေကိုလည်းများစွာထိခိုက်လာနိုင်မှာ ဖြစ်တယ်လို့လည်းသူကအကြံပြုပြောဆိုထားပါသေးတယ်ခင်ဗျာ ောက်ထပ်ကြားရမယ့်သတင်းကတော့ညောင်ကျိုးစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား40ကျော်ကိုအာရခတရော်နဲ့ပူပေါင်းတပ်တွေဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။ဘကိုးတိုင်းတဲကညောင်ကျိုးစကန်သိန်းတိုက်ပွဲအတွင်းမှာအာရခတရော်နဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီတပ်သား40ကျော်ကိုပါဖမ်းဆီးရမိခဲ့တယ်လို့အာရခတရော်နဲ့နှီးဆက်တဲ့စီးသတင်းရင်းမြစ်တွေက ပြောပါတယ်။အာရခတရော်နဲ့ပူပေါင်းတပ်တွေဟာဘကိုးတိုင်းကတောင်ပုံကြီးစကန်ပကံကွဲစကန်အပါအဝင်တပ်စကန်၄ခုထပ်မင်းကိုတင်ပိတ်လိုက်ပြီးတဲ့နောက်မှာ အဲ့ဒီညောင်ကျိုးစကန်သိတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေတာလည်းဖြစ်ပါတယ်အဲ့နောက်ညောင်ကျိုးစကန်မှာရှိနေတဲ့အရာရှိတချို့နဲ့စစ်ကောင်စီတပ်သားတွေဟာမတ်လ23ရက်နေ့ညနေလောက်မှာတက်ဆုတ်ထွက်ပြေးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်အဲ့လိုတက်ဆုတ်ထွက်ပြေးသွားတဲ့အချိန်မှာထွက်ပြေးလို့မလို့မြောက်လိုက်တဲ့စစ်ကောင်စီအရာရှိနဲ့တပ်သား40ကျော်လောက်ကိုလည်းအာရခတတော်နဲ့ပူပေါင်းတပ်တွေကလက်နက်အပြည့်အစုံနဲ့ဖမ်းဆီးရမိထားတာရှိတယ်လို့အာရခတတော်ရဲ့စီရေးတရင်ရင်းမြစ်ကပြောပါတယ် စစ်ကောင်စီဟာ8 test ကံမကြရှုံးစေရတဲ့အတွက်အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပေမဲ့ Arkha တော်နဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကိုပြန်လည်မခုခံနိုင်တော့တာကြောင့်စစ်ကောင်စီတပ်တွေဟာချင်းကုန်း test ကံကိုတက်ဆုတ်ထွက်ခွာသွားရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ Arkha တော်ဟာတောင်ကုန်းမြို့ကိုအပြစ်သက်သိမ်းပိုက်ပြီးနောက်မှာဘကိုးတိုင်းရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့စစ်ကောင်စီရဲ့ test ကံတွေနဲ့ ကပ္ပစာစစ်ရုံတွေကိုဥတီတက်ခိုက်လာနေရလေဖြစ်ပါတယ်လက်ရှိမှာတော့အရောခတ်တော်နယ်ပူပေါင်းတပ်တွေဟာချင်းကုန်းဘက်ကိုထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကိုနေမြေရှင်းလင်းရေးတွေလှုံ့ဆော်တာတွေရှိနေပြီးစစ်ကောင်စီကလည်းလေကြောင်းစစ်တပ်လေထီးတွေနဲ့ပြန်လည်တက်ခိုက်တာတွေရှိနေတဲ့အတွက်လမ်းတစ်လျှောက်ပိတ်ခတ်တာတွေရှိနေစေဖြစ်တယ်လို့သူကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီဟာညောင်ကျိုးတပ်စခန်းကိုအရင်ကတည်းကပင်လက်နက်တွေကိုပါတပ်ဆင်ထားပြီးတော့စခန်းကိုအခိုင်အမာတိစောက်ထားတာလှုံ့ဆော်ခဲ့တယ်လို့ တိုက်ပွဲအတွင်းမှာလည်းစကမ်းမကြရှုံးစေရအတွက်စစ်ကောင်စီရဲ့မှော်ပြီးအခြေဆိုင်ချင်းမြန်တရင်တွေဖြစ်ကြတဲ့ခမရ93ခမရ93တဲ့ ခမရ313နဲ့ခမရ932တရင်တွေကစစ်အင်အားတွေဖြစ်တင်းတာတွေကိုလည်းဇက်တိုက်လှုပ်ဆောင်ပေးတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင်လက်ရှိအာရခတ်တော်နဲ့ပွန်တက်တွေတင်ပိုက်လိုက်တဲ့ညောင်ကျိုးတစ်စခန်းနဲ့စစ်ရမိုင်ခန်းအကွာမှာရှိတဲ့ညောင်ချစ်တောက်ကအမတ်6ကာကွယ်ပစ္စည်းထုတ်စေရုံကပါစာ6စေရုံကိုအာရခတ်တော်နဲ့ပူပေါင်းတက်တွေမတင်ပိုက်နိုင်အောင်လက်နက်ကြီးတွေတက်စင်တာပြီးတော့လက်တလောစစ်တပ်နံပေးထားတဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်ကတနန်းစစ်တပ်ဖွဲ့ဝင်600ကျော်လောက်ကိုပို့ဆောင်ထားပြီးတော့ စီးအတွက်အခိုင်အမာလှုပ်ဆောင်တာတွေကိုလည်းပြင်ဆင်ထားတယ်လို့သိရပါတယ်။ဘကိုးတိုင်းထဲမှာအမတ်၆ကာကွယ်ပစ္စည်းထုတ်စက်ယုံကာပါစာ၆အပါအဝင်မြိုင်ကာပါစာ၅ကြောက်ဘူးကာပါစာ၉မတုံကာပါစာ၆နဲ့ပြည်မြို့တစ်ပတ်ချမ်းမှာရှိတဲ့စင်တဲကာပါစာ၃တို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဆုံးလို့မှုအနေနဲ့နောက်ဆုံးကြရမယ့်တဲ့ရင်ကတော့စစ်ကောင်စီလက်ချောင်းတိုက်ခိုက်လို့စစ်ကူးမျိုးမှာ ကလေးငယ်အပါအဝေး29ဦးတေဆုံးပြီး30ဝန်းကျင်တန်ရာရခဲ့တဲ့ဆိုတဲ့တရင်ကိုကြားရမှာဖြစ်ပါတယ်။မလ14ရက်နေ့နေ့လယ်3နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီကစင်ကူးမြို့နယ်လက်ပံလှကျွေးရွာကအရက်သားပြည်သူအများဆုံးနေထိုင်တဲ့ဈေးဆိုင်တန်းကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီလေကြောင်းတိုက်ခတ်မှုကြောင့်ဒေသအတွင်းကကလေးငယ်6ဦးအပါအဝေးအပြစ်မဲ့ပြည်သူ29ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်တန်ရာရရှိသူဟာလည်း30ဝန်းကျင်ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ၄ရက်နေ့မှာလဲဒီလက်ပံလကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူနှစ်ဦးတိတ်ဆုံးတာရှိခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့သေးပါတယ်ဒေါ်လာရေးတပ်တွေစီမှာစစ်ရေးအရှုံးနဲ့စစ်တပ်ရင်ဆိုင်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာတိုက်ပွဲနဲ့တက်ဆိုင်မှုမရှိတဲ့အရဲသားပြည်သူတွေနေထိုင်နေတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊လေကြောင်းဘုံကျဲတိုက်ခိုက်တာ၊ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုနေ့စဉ်လှုပ်ဆောင်တာစစ်ရာဇဝတ်ကျူးလွန်မှုတွေကိုလက်ရဲဆက်ရဲလှုပ်ဆောင်လာနေတာကိုလည်းတွေ့နေရပါတယ်။ကျမတို့ CNN တတင်းဌာနရဲ့တနေ့တာရေဒီယိုတတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြူအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် စီအန်ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနိုင်စင်စောင့်မျှကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်။